ကဘာထိတ်တန်းအတိုင်းဝိုင်းနေရဲ့လှုပ်ဝက်ဒလေထုံးတယ်များအားလုံးပဲမိတော်ခင်ဗျာဘာမဆမ်းများကနေပြန်လဲကြိုးလိုက်ပါရင်ဒီနေ့မှာတော့လှုပ်ဝက်ပြီးလူတည်နေတဲ့ထိတ်တန်းအတိုင်းဝိုင်းရဲ့ထုံးတန်းဒလေကဘာတွေကိုနည်းနည်းရှိုင်းရှိုင်းလေ့လာသွားမှာပါဒီအခမ်းအနားတွေဟာတီတိုပြောဆိုနေတဲ့ theory တခုလို့ထင်ရပေမယ့်အများစုဟာရာစုနှစ်ပေါင်းများစွာမှတ်တမ်းတင်ထားတဲ့ရှေးဟောင်းဒလေတွေအတိတ်ပဲပြောရတဲ့အစင်လာတွေနဲ့တီးတန့်စုဝဲမှုတွေပေါ်အခြေခံထားပါရင်လှုပ်ဝက်စမ်းကြတဲ့တက်တော်ထုံးတန်းတွေကနေရှေးခေတ်သူရဲကောင်းအဖွဲ့အစည်းတွေအထိ ကမ္ဘာဩဇာအာဏာအရှိဆုံးပုဂ္ဂိုလ်တချို့ကျင်းပတဲ့ထူးခြားတဲ့ထုံးတမ်းတွေကိုကျွန်တော်တို့လေ့လာတော့မှာမို့အံ့ဩသင့်ဖို့ပြင်ဆင်ထားကြပါရှေ့ခေတ်သူရဲကောင်းအဖွဲ့အစည်းတခုဟာခေတ်သစ်ကမ္ဘာမှာထုံးတမ်းဓလေ့တွေကိုဆက်လက်ကျင်းပနေနိုင်သေးရလားဆိုတာကလည်းစိတ်ဝင်စားစရာပါပဲ Sovereign Military Order of Border ကိုအတိအပယ်ပြင်ရင်တော့ Mortar ရဲ့အချုပ်ချာအာဏာပိုင်စီရေးစီရာအဖွဲ့အစည်းလိုအတိအပယ်ရမှာပါသူတို့ကအလဲခေတ်သူရဲကောင်းဝါရတဲ့ခေတ်သစ်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာလုပ်ငန်းတွေကိုပေါင်းကူးပေးတဲ့အဖွဲ့အစည်းတခုလည်းဖြစ်ပါတယ် သူတို့ကိုပရာဟိတအဖွဲ့အစည်းတစ်ခုဖြင့်အတိမတ်ပြုခံရလေးရှိပေမယ့်ဒီကက်သလစ်ဘာသာဝင်များရဲ့အဖွဲ့အစည်းဟာထူးဆန်းတဲ့ထုံးနှံတွေကိုအခုချိန်ထိလက်ဆင့်ကမ်းနေတော့ဝင်ဖြစ်ပါရင်သူရဲကောင်းနေရဲ့ခေတ်ကိုပြန်ပြောင်းသတိရစေတဲ့အခမ်းအနားဝစ်စုံတွေအသုံးပြုခြင်းအပါအဝင်လိုအပ်မှုတွေနဲ့ပြည့်နှက်နေခဲ့ပါရင်ဒီထုံးနှံတွေဟာရွေးချယ်များစွာအတွက်အသုံးဝင်ပါရင်သမိုင်းဝင်အဖြစ်ပြက်တွေကိုဂုံပြူခြင်းအဖွဲ့အစည်းရဲ့ဝိညာဉ်ရေးရည်မှန်းချက်ကိုခိုင်မာစေခြင်းနဲ့အဖွဲ့ဝင်တွေကြားမှာမပြောမစုံတဲ့နားလည်နိုင်တဲ့နှောင်ကြိုးတစ်ခုကိုဖန်တီးခြင်းတို့ပါဝင်ပါတယ် ဒီထုံးတဲ့အနေဟာအခုမှစားတွေ့နေတဲ့သူတွေအတွက်အနားလည်အားခက်ခဲတယ်လို့ထင်ရပေမဲ့ဒီအဖွဲ့ထဲမှာရှိနေတာကြာပြီဖြစ်တဲ့သူအတွက်ကတော့မပြောလဲအော်တိုနားလည်ကြတာပါကဘာကြီးဟာတိတိတလာပြောင်းလဲသွားပေမဲ့ရှီဟောင်းအခမ်းအနားဆိုင်ရာအလေးအထတွေဘလို့ဆက်လက်တည်ရှိနိုင်နေဆိုတော့ရှားပါဥမာတခုပါပဲအသေးစိတ်အချက်အလက်တိုင်းဟာလှုပ်ဝဲကုတ်တစ်ခုရဲ့အစိအပိုင်းတစ်ခုလို့ခန်းစားရတဲ့တည်တဲ့ဆောင်းမွေးဝဲတွေလည်းရှိခဲ့တယ်လို့လက်ရှိမှာလည်းရှိနေကြတာပါမနေ့တုန်းကပွဲဆိုရင်ထောင်ချသွားတဲ့ rubber ဒီဒီဆိုရင်ဒီလိုထူးဆန်းတဲ့ပါတီပွဲတွေလုပ်ခဲ့တယ်လို့ဆိုပါတယ် အခုကတော့ rubber တတိယပွဲအကြောင်းကိုပြောမှာမဟုတ်ပါဘူးခင်ဟောင်းရဲ့အမွေအနှစ်တစ်ခုလို့ထင်ရပေမဲ့ဒီနေ့ခင်ရဲ့ထိတ်တန်းအတိုင်းဝိုင်းအများအပြားပါဝင်နေကြတဲ့တီးတန်းညစာစားပွဲတစ်ခုရဲ့အကြောင်းကိုဝေမျှပေးမှာပါပဲလန်ဒန်ရဲ့နယူးယောက်လိုမျိုးကြီးတွေရဲ့တီးတန်းကလပ်တွေမှာစူဝေးပွဲတွေကိုဂရုတစိုက်စီစဉ်ထားတဲ့ထိုင်ကုန်နေရာချထားမှုတွေလှုပ်ဝက်ဆန်တဲ့ကွန်ပျူတာစကားတွေနဲ့ရာဇဝင်ပေါင်းများစွာတက်တန်းရှိတဲ့အစင်လာတွေကိုပြန်ပြောင်းသတိရစေတဲ့တိကျတဲ့ဝေစားစင်ရင်မှုတွေတတ်မှတ်ထားတဲ့ညစာစားပွဲတစ်ခုရှိပါတယ်ဒီညစာစားပွဲတွေဟာအလွန်ကောင်းမွန်တဲ့အစားအစာတွေကိုမြေးစမ်းရုံတတ်တတ်မဟုတ်ပါဘူးသူတို့က ဩစာအာနာကွန်ရက်တစ်ခုကိုခိုင်းပါစေဖို့နဲ့ပါဝင်သူတွေကြားမှာတူညီတဲ့စိတ်ခံစားချက်တစ်ခုကိုမြင့်တင်ဖို့ရည်ရွယ်ပါတယ်။ဒီပွဲတွေကိုလှုပ်ဝက်ပြီးကျင်းပပေးမယ်။လူမှုသမိုင်းပညာရှင်တွေကတော့ဒီအလေးထအများပြားဟာအတိတ်ကလှုပ်ဝက်အသင်းအဖွဲ့တွေကနေစဉ်းစားလာတာဖြစ်ပြီးအမူအရာနဲ့စကားလုံးတိုင်းဟာအရေးပါတဲ့အသေးပဲရှိတယ်ဆိုတာကိုဖော်ထုတ်တွေ့ရှိခဲ့ပါတယ်။ဒီညညာစာဝဲတွေကခေဟောင်းရဲ့ထုံတန်းစင်လာဆန်တဲ့အစိပ်ပိုင်းတွေဟာခေတ်သစ်အထက်တန်းလွှာတွေရဲ့လူမှုဘဝကိုဘယ်လိုပုံဖော်နေလဲဆိုတာကိုဖော်ပြနေပါတယ်။ ပြားဆက်ဆန်တဲ့ခန္ဓာမှုလှုပ်ဝက်တဲ့တင်ငေတာတွေနဲ့တင်းကျက်တဲ့လုံထုံးလုံးလေးတွေရဲ့ရောနှောမှုဟာဒီလှုပ်ဝက်ပွဲတွေကိုဘယ်လိုပုံဖော်ထားသလဲဆိုတာကိုသိရမှာပါ။ဆိုရင်ပူပန်မှုတွေကိုစာသားအတိုင်းမီးရှို့ပယ်တတ်တဲ့ထုံးစံတစ်ခုကို ကြားဖို့ကြပါသလား။ကယ်လီဖိုးနီးယားရဲ့ Redwood တတော်အလင်မှာ Bohemian Group လို့ခေါ်တဲ့တေးတံအပန်းဖြေစခန်းတစ်ခုတည်ရှိပြီးစီးပွားရေးနဲ့နိုင်ငံရေးနယ်ပယ်တွေကအင်အားကြီးမားတဲ့ခေါင်းဆောင်တွေကဆယ်စုနှစ်ပေါင်းများစွာစုဝေးခဲ့ကြပါရင် ။ဒီအပန်းပြင်စကန်အဓိကအချက်ကတော့စိုးရိမ်ပူပန်မှုများကိုမီးရှို့ပူဆော်ခြင်းအခမ်းအနားပါ။ပြားဆက်ဆန်ဆန်ဒီအခမ်းအနားမှာတော့အလွန်ကြီးမားတဲ့အယုတ်တစ်ခုကိုမီးရှို့ပြီးနေစဉ်ဘဝရဲ့ဝင်တော့ဝင်ပေါ်နေတဲ့စိုးရိမ်တော့ကတွေကိုဖယ်ရှားခြင်းသင်္ကေတအဖြစ်သတ်မှတ်ကြပါရင်။ဝေဖန်သူတွေကဒီအခမ်းအနားရဲ့နောက်ွယ်ကအတိတ်ပဲကိုအမျိုးမျိုးခံမှန်းပြောဆိုနေကြပေမယ့်အတွင်းသီးတွေကတော့ဒီကိစ္စကပါဝင်သူတွေကိုစိုးရိမ်ပူပန်မှုကင်းဝေးတဲ့ခံစားချက်ကိုရရှိတယ်လို့ဆိုကြပါရင်။တရင်တော့တင်တဲ့အရင်တင်ရောက်ခဲ့တဲ့သူတွေရဲ့မှတ်တမ်းအရာဒီထုံးတဲ့ဟာ လောကစံကျဲမုတ်တံအထတန်းလောအကြားကဆက်ဆံရေးကိုခိုင်မာစေဖို့ရည်ရဲတဲ့စိတ်သက်သာရရစီတဲ့ပြားဆန်းဆန်းဆန်းဖြော်ပြမှုတစ်ခုနဲ့ပို့တူပါရင်ပြောရရင်မတိစိတ်ကိုလည်းစားပြီးရတိစိတ်ဖြစ်လောက်ကြရတယ်လို့ပဲယူဆရမှာပါလန်နံမျိုးရဲ့အလဲဘိုးမှာတည်ရှိတဲ့လန်နံမျိုးစင်ဟာတိုင်းပြည်နဲ့အတူတမိုင်းဝင်ခဲ့တဲ့ခံတဲ့တစ်ခုပါပဲညတိုင်း kiss ceremony လို့ခေါ်တဲ့အခမ်းအနားတစ်ခုကိုကျင်းပလိမ့်ရှိပြီးဒါဟာရာဇဝင်ပေါင်းများစွာတစ္ဆာရှိရှိ စောင့်ထင်းခဲ့တဲ့အစဉ်လာတစ်ခုပါပဲညနေစောင်းချိန်မှာ ဘီဖီတာလို့ချစ်စနိုးနဲ့ခေါ်ကြတဲ့အဆောက်တွေဟာမျောစင်တကားတွေကိုတိကျသေးစွာသောပိတ်သိမ်းတဲ့လုပ်ငန်းကိုလှုံ့ဆော်ကြပါရင်ဒီထုံးနဲ့ဟာပြားချင်ရုံတတ်တတ်မဟုတ်ပါဘူးဒီကိစ္စကတော်ဝင်ရင်သနာတွေကိုကာဝယ်စောင့်ရှောက်ခြင်းနဲ့ဗြိတိရှအစင်လာရဲ့ဆက်လက်တည်မြဲမှုကိုသင်ကြားပြပါရင်အဲ့ဒီတွေဟာရွေးချယ်ထားတဲ့ညတွေမှာအခမ်းအနားကိုခဏခဏမြင်တွေ့နိုင်ပေမယ့်အထိပယ်အပြည့်စုံကိုတော့အများအပြားမသိနိုင်ပါဘူးအချိန်ကြာလာတဲ့အများဒီညအစင်ထုံးနဲ့ဟာ လုံခြုံရေးနေ့စနစ်နဲ့သမိုင်းကိုသတိရစေတဲ့သင်္ကေတတစ်ခုဖြစ်လာခဲ့ပြီးအလွန်လက်တွေ့ကျတဲ့လုပ်ငန်းတွေကိုတော့ရွရဒလိနဲ့အခမ်းအနားတွေအပြင်ပြောင်းလဲနိုင်နေဆိုတာကိုကျွန်တော်တို့ကိုသတိပေးနေပါတယ်။ပြောရရင်အစာပိုင်းမှာမြင်ရတွေ့ရတာထူးဆန်းနေပေမယ့်မြင်နေတွေ့နေကြဖြစ်တဲ့အတွက်တိမ်မဆန်းတော့တဲ့သဘောပါပဲ။ရေးတက္ကသိုလ်ရဲ့လူဝက်အစမ်းကျယ်ဆုံးအသင်းအဖွဲ့ရဲ့လူသိမခံတဲ့ကိစ္စတွေရဲ့နောက်ကွယ်မှာဘလို့နည်းနည်းနဲ့လူဝက်ချက်တွေရှိနေခဲ့ပါတယ်။ရေးရဲ့ Scar and Bone အသင်းအဖွဲ့လောက်စိတ်ဝင်စားစရာကောင်းတဲ့အဖွဲ့အစည်းတိတ်မရှိလာပါဘူး။ တို့ရဲ့တည်တံ့အဖွဲ့ဝင်မှုနဲ့နှုတ်ဝက်အစပြုခြင်းအခမ်းအနားတွေကြောင့်အဆုံးမရှိတဲ့ခံမမှုတွေလည်းပေါ်ထွက်လာခဲ့ရတာပါအဖွဲ့ဝင်အစ်တရာရှေးဟောင်းတန်တာရီပေါင်းနှုတ်ဝက်ရည်ညွှန်းချက်တွေကနေလောကတင်ဂီတာပါတဲ့လက်ဆွဲနှုတ်ဆက်မှုတွေတည်တံ့တင်ဂီတာတွေအပြည့်ပါတဲ့ထုံးတမ်းစင်လာတွေကိုခံယူကြပါရင်အတိအကျသေးစိတ်ကိုတင်းတင်းကြပ်ကြပ်ကာကွယ်ထားပေမဲ့တမိုင်းပညာရှင်တွေနဲ့အတွင်းသိသူတွေကတော့ဒီအခမ်းအနားတွေဟာအဖွဲ့ဝင်တွေကြားမှာနန်ဆိုင်နဲ့တစ္ဆာဆောင်သိမှုလောကမှုနဲ့ဆက်လက်တည်မြဲမှုကိုဖန်ပြီးဖို့ယူရတယ်ဆိုတာကိုသဘောတူကြပါရင် 19ရာစုအစောပိုင်းကာလအထိတက်တန်းချင်းနဲ့ဒီထုံးတဲ့နေရာအသင်းအဖွဲ့ရဲ့တည်တံ့ဖြစ်မှုကိုသာမကအမေရိကန်နိုင်ငံရေးနဲ့စီးပွားရေးအတိုင်းဝိုင်းတဲ့ကမျိုးဆက်ပေါင်းများစွာလွှမ်းမိုးခဲ့တဲ့ကွန်ရက်ဖြစ်ခဲ့တယ်လို့လည်းဆိုထားကြတာပါလိုအပ်လက်ဆွဲနှုန်းဆက်မှုတခုဟာရိုးရိုးနှုတ်ဆက်တာထက်ဘာကြောင့်အများကြီးပေါ်အသေးပဲရှိနိုင်လဲဆိုတာတွေးဖို့ပါသလားရှေးခေတ်တွေကောင်းအဖွဲ့အစည်းတခုကလည်းခေတ်တရဲ့တောင်းဆိုမှုတွေကိုလုံဆန်တဲ့လိုအပ်ချက်တွေကိုဆက်လက်ထိန်းသိမ်းထားနိုင်သေးလားဗီဒီနိုင်ငံရဲ့အော်ဂျာအော်တဲဂါတာလောကတွေကိုဝင်ရောက်ကြည့်ပါ သူတို့က United Kingdom ရဲ့တနင်္လာရင်ဆုံးနဲ့အထင်ရှားဆုံးသူရဲကောင်းအဖွဲ့အဖွဲ့အစည်းဖြစ်ပြီး1948ခုနှစ်မှာတည်ထောင်ခဲ့ပါတယ်။သူတို့ရဲ့နှစ်ပတ်လည်အခမ်းအနားတွေဟာမျိုးရဒလေးတွေလှုပ်ဝက်စမ်းကြယ်မှုတွေနဲ့ဖုံးလွှမ်းနေပါတယ်။ဗီဒင်အတိုင်းဝိုင်းရဲ့အမြင့်ဆုံးအလှအကအဖွဲ့ဝင်တွေဟာခမ်းနားတဲ့ဝိစုံတွေကိုဝိစင်ခြင်း၊ရှင်ဟောင်းကျန်းသစ္စာဆိုခြင်းနဲ့တမိုင်းနဲ့ပြည့်နေတဲ့ညစာစားဝဲမှာပါဝင်ခြင်းစတဲ့ထုံးတမ်းတစ်ခုမှာပါဝင်ကြပါတယ်။ အများပြည်သူကဒီလုပ်ငန်းစဉ်တွေရဲ့အပိုင်းအစားတစ်ခုကိုသာမြင်တွေ့ရပေမဲ့သိပ္ပံပညာရှင်တွေကတော့ဒီအခမ်းအနားတွေဟာတစ္ဆာစောက်သိမှုဂုံတိတ်ခါနဲ့အလဲခိဒိလေးတွေနဲ့ဆက်လက်တည်မြဲမှုကိုခိုင်မာစေဖို့ရည်ရွယ်တယ်လို့မှတ်ချက်ပြုခဲ့ကြပါတယ်။သူတို့အဖွဲ့အစည်းနဲ့လုံလုံလုံထီးထီးရဲ့လှုပ်ဝက်ဆန်းကျင်တဲ့သဘောတဘာဝကြောင့်သူတို့ကိုထူးဆန်းတဲ့အတိုင်းဝိုင်းအဖြစ်ပြင်ပလောကကမြင်မိစေတဲ့အချက်အချက်ဖြစ်ခဲ့ရတာပါ။ Freemason လောကတွေကိုဝင်ရောက်ကြည့်ပါ။အစားပြုခြင်းအခမ်းအနားတွေဟာဆန်းကျင်တဲ့ပုံပေါ်မှာတွေတေဂေတာတွေနဲ့ပြည့်နှက်နေပါတယ်။ ဖရီမေဆင်ဂိုင်းဟာမြန်မာဘက်ကိုလည်းရောက်လာခဲ့ဘူးတာပါဒီဘက်မှာတော့ပြည်ရှုခေါင်းပြတ်ဂိုင်းလို့လည်းလူသိကြပါရင်မော်လမြိုင်ရန်ကုန်နဲ့ပြည်ဦးလင်တို့မှာလည်းဖရီမေဆင်ဂိုင်းသားတွေအခြေချခဲ့တဲ့အိမ်တွေအခုထိရှိနေသေးတာပါကင်းဝင်းမင်းကြီးတို့အဖွဲ့အင်္ဂလန်ကိုသွားခဲ့တော့ကဂျိုဆိုအဲခန်ကြားတဲ့အဖွဲ့ကဖရီမေဆင်ဂိုင်းသားတွေဖြစ်ကြတယ်ဆိုတဲ့ပြောဆိုမှုတွေလည်းရှိနေခဲ့ပါတယ်ရာစုနေပေါင်းများစွာတန်းရှိတဲ့ဒီအခမ်းအနားတွေဟာအသေးပဲရှိတဲ့လှုပ်ဝက်လဲဆွဲနှုတ်ဆက်မှုတွေတေကိတာကရိယာတွေနဲ့ဂီယူတဆိုင်စီစဉ်ထားတဲ့အခမ်းအနားတွေကိုအသုံးပြုပြီး ကိုကျင်တရားဆိုင်ရာသင်ကန်းစာတွေကိုပေးအပ်ကမြေကိုစိတ်တက်ကိုခိုင်မာစေပါရင်ဒီထုံးတဲ့နေရာအဓိကအားဖြင့်ပညာဖလှယ်ဖို့ရည်ရွယ်ချက်ရှိပြီးတမာရီရရောင်းမှုနဲ့ဇွဲလုံးလားစားတဲ့တန်မိုးတွေကိုဖော်ကျူးဖို့ရည်ရွယ်ထားတာပါအခမ်းအနားသုံးခါစီးကနေအစားပြုလို့ပြောသမျှစကားလုံးတိုင်းကိုလည်းဒီအဖွဲသားတွေကဂရုစိုက်ကြပါရင်အရာအလုံးဟာတမိုင်းနဲ့ပြည့်နေနေပြီးအဖွဲဝင်တွေကြားမှာခိုင်မြဲတဲ့နှောင်ကြိုးတစ်ခုကိုဖန်တီးထားဖို့ရည်ရွယ်ပါရင်အတွင်းပိုင်းလုပ်ငန်းဆောင်တာတွေဟာလှုပ်ဝှက်ထားစေဖြစ်ပေမဲ့ Freemason ရဲ့မှတ်တမ်းတင်ထားတဲ့တမိုင်းเจ้าရာ ဒီထုံးတဲ့နေဟာသမိုင်းတရှောင်းဩစာအရှိဆုံးပုံကိုတချို့ချာမှာလုံချီမှုနဲ့အတိုင်းဝိုင်းကိုတိဆောက်တဲ့နီလန်တခုအဖြစ်ဘလို့ပြောင်းလဲတာလဲဆိုတာကိုပြသနေပါတယ်။ဖိတ်သိခံယူတဲ့အခိုင်အကျတခုဟာဘာကြောင့်ဒီလောက်လှုပ်ဝက်ဆန်းကျဲပြီးမြင့်မြတ်တဲ့အစင်နာတွေနဲ့ပြည့်နေနေရတာပါလဲ။ဖိတ်သိခံယူပွဲတွေဟာခန်းလာတဲ့အများပြည်သူပွဲတွေလို့ထင်ရပေမဲ့ဗြိတိရှဗိသိက်ခံယူပွဲအခမ်းအနားမှာလှုပ်ဝက်ထားတဲ့တင်ကြတာကိုလည်းထည့်သွင်းထားတာပါ။တော်ရုံသူဆိုရင်ဒီကိစ္စကိုမသိကြပါဘူး။ ရာဇွင်းနေပေါင်းများစွာတနန်းရှိရဲ့ဒီအစင်လာဟာဘရင်တပားရဲ့ဥကောင်းအပေါ်မှာတရဖူတင်ယုံထက်များစွာသာလုံပါရင်ဒီကိစ္စမှာမြင့်မြတ်တဲ့စီမံလိန်ကျန်ခြင်းအပါအဝင်စားရည်လို့ရတဲ့ပါဝင်ပြီးဘုရားသခင်ရဲ့ခွင့်ပြုချက်နဲ့တာဝန်ယူရမယ့်ဝင်းနှဝင်မှုရဲ့တင်ကြေးတားလို့ယုံကြည်ကြတာပါတခြားအရာတွေဖြစ်တဲ့ရှင်းအောင်ပစ္စည်းတွေပေးရခြင်းနဲ့ဘာသာရေးနဲ့သမိုင်းဆိုင်ရာတင်ကြေးတားတွေနဲ့ပြည့်နှက်နေတဲ့အခမ်းအနားကျန်းသစ္စာဆိုခြင်းစားရည်အစိပ်ပိုင်းတွေဟာဘရင်ရဲ့တရားဝင်မှုကိုခိုင်မာစေဖို့ယူရပါတယ် ခင်မိတဲ့အပေါ်ရန်အသွင်ပြင်ရှိပေမဲ့ဘိသိက်ခံယူပွဲမှာရွေးချယ်ထားတဲ့အတွင်းလိုအနေငယ်သာတည်တဲ့လှုပ်ဝှက်ချက်တွေကိုအများပြကြံရှိနေပါသည်နိထိတ်တန်းတက္ကသိုလ်တွေကလှုပ်ဝှက်အသင်းဖွဲ့တွေမှာဘလို့လှုပ်ဝှက်အခမ်းအနားတွေရှိနေသေးတယ် IV League ရဲ့ဟော့ပျော်ကန်းနေရဲ့အများမြင်ခွင့်နောက်ကွယ်မှာ American ရဲ့ဂုံတရင်အကြီးဆုံးတက္ကသိုလ်တို့ချို့ဟာမျိုးဆက်အဆက်ဆက်လက်ဆင့်ကမ်းလာတဲ့အစားပြုံခြင်းအခွင့်အရေးတွေနဲ့လှုပ်ဝှက်အသင်းအဖွဲ့ရဲ့ဌာနတွေဖြစ်ပါတယ်ရေးတက္ကသိုလ်ရဲ့ Sacro Angie ဒါမှမဟုတ် ဟာဘရဲ့ Porcelain Club လို့အဖွဲ့အစည်းတွေဟာလောကစမ်းကြတဲ့တင်ကြတာတွေသီးသန့်ကျန်းသစ္စာစုံမှုတွေနဲ့အဖွဲ့ဝင်တွေကြားမှာခိုင်မြဲတဲ့နှောင်ကြိုးတွေကိုဖန်တီးဖို့ရည်ရွယ်တဲ့ထုံးတမ်းမှာလောကအခမ်းအနားတွေအကြောင်းလူသိပုံများပါတယ်။အသေးစိတ်အချက်အလက်အများအပြားကိုလောက်ထားပေးမယ်။သိပိုင်းပညာရှင်တွေကတော့ဒီထုံးတမ်းတွေဟာသစ္စာစောင့်သိမှုနဲ့ပိုင်းဆိုင်မှုခံစားချက်ကိုထည့်သွင်းဖို့ရည်ရွယ်ထားတဲ့ပြားဆက်ဆက်ဆန်းတင်ကြတာတွေနဲ့အချိန်ကြာမင်းစွာလေးစားလိုက်နာခဲ့တဲ့အစဉ်အလာတွေရဲ့ရောနှောမှုတစ်ခုဖြစ်တယ်ဆိုတာကိုသဘောတူကြပါရင် ဒီခဏတွေဟာလုံဝမ်းမှုတွေနဲ့ပြန့်နှံ့နေပေမဲ့တည်တံ့ဖြစ်တည်မှုတတ်တတ်အတွက်မဟုတ်ပါဘူးခေတ်တည်ကျောင်းသားတွေကဆယ်စုနှစ်ပေါင်းများစွာတည်တံ့ရှိတဲ့ညာနာနဲ့လူမွေးဆန်ရအစင်လာရဲ့အမွေအနှစ်တစ်ခုနဲ့ချိတ်ဆက်ပေးဖို့ဖြစ်ပါတယ်မျက်နှာပေါင်းစွပ်ပွဲတစ်ခုဟာခန်းသားတဲ့ဝစ်ဆောင်ပါတီတစ်ခုထက်လုံဝမ်းချက်တွေကိုပို့ပြီးဖုံးကွယ်ထားနိုင်ပါမလားကာနီဘယ်ကာလာအတွင်းဗင်းနစ်ဘောဂန်တစ်ခုတည်းကိုဝင်ရောက်နေတယ်လို့မြင်အောင်ကြည့်ပါမြန်မာဖုံးတွေကကိုပိုင်လက္ခဏာတွေကိုဖုံးကွယ်ထားပြီးအမူအရာတိုင်းဟာလိုအပ်အတိတ်တွေနဲ့ပြည့်နေတယ်ညာညာပါ ဖီနီနက်စ်မွန်တီကာလိုလိုမြို့ကြီးတွေမှာမကြာခဏကျင်းပလေးရှိတဲ့ထိတ်တဲမနက်ဖုံးစွပွဲတွေဟာအနုပညာသမိုင်းနဲ့ထုံတန်းဓလိတွေရဲ့ခမ်းနားတဲ့ရောင်းနှောမှုတစ်ခုပါဒီပွဲတွေဟာခမ်းနားတဲ့ပါတီတွေတတ်တတ်မဟုတ်ပါဘူးဒီပွဲတွေကရာစုနှစ်ပေါင်းများစွာတတ်တန်းရှိတဲ့အစင်လာတွေနဲ့ပြည့်နှက်နေပြီးခမ်းနားတဲ့ဝစ်စုံတွေရှုပ်ထွေးတဲ့အကတွေနဲ့တင်းကျက်တဲ့လုံထုံးလုံနေတွေပါဝင်ပါတယ်တယောက်သူတွေဟာမျိုးဆက်အဆက်ဆက်လက်ဆင့်ကမ်းလာတဲ့တိကျတဲ့ရင်ကျေးမှုအလေးထားတွေကိုလိုက်နာကြပြီးတင်ငေတာအတိတ်ပဲရှိတဲ့ထိုင်းကုန်နေရာခြားထားမှုတွေနဲ့ဂုံပြူစကားတွေပါဝင်ပါတယ် ဒီစဝေးပွဲတွေကိုတချို့ကိစ္စတွေမှာအများပြည်သူအတွက်ဖွင့်လှစ်ထားပေမဲ့ဖိတ်ကြားခံရသူတွေကသာတက်ရောက်နိုင်တဲ့ပွဲအများပြားဟာဆက်စုကျင်ကြတဲ့လူတွေရဲ့မျိုးလုံးတွေကနေပွက်ထားဆဲဖြစ်ပြီးသူတို့ရဲ့လှုပ်ဝက်ဆန်းကျင်တဲ့အမွေးအသက်ကိုထိမ့်သိမ်းထားဆဲဖြစ်ကြောင်းဝေမျှလိုက်ရင်လည်းညီကုန်းချုပ်လိုက်ရပါတယ်ခင်ဗျာအဆုံးနေကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတူပဲတင်ရှိပါတယ်ခင်ဗျာ